စတိခပ်အလောဝေမင်္ဂလာပါဒီနေ့ကတော့ထိုင်းစကားဒီနေ့ကိုစကွန်လေ့လာတဲ့စီစဉ်ရဲ့ဒုတိယမြောက်နေ့ဖြစ်ပါတယ်ဒုတိယမြောက်နေ့တွေပါစကလုံးတွေရှိလဲဆိုတာကြည့်လိုက်ကြအောင်နော်ဒီနေ့တွေပထမဆုံးစကလုံးကကြတော့ရှာန်ရှာန်နะครับရှာန်ရဲ့အဓိပ္ပာယ်ကငါကျွန်တော်ကျွန်တော်လည်းရတယ်ပေါ့နော်မိကလေးရောယောက်ျားလေးရောအသုံးလို့ရပါတယ်ရှာန်ဥပမာအနေနဲ့တုံပြရမယ်ဆိုရင်တော့ရှာန်ပင်မော် ฉันเป็นหมอ ฉันก็งาเป็นก็ผิดเดหมอก็เสียวนบ่เนาะ ฉันเป็นหมอส่วนงาก็เสียวนเดียวผิดเดไอ้หลูမျိုးอธิบายได้ถ้าจะรอฉันบ่เนาะแล้วถ้าตะลงคุณคุณคุณเยอะได้ไปก็จะรอเต็มเค้ามะบ่เนาะ อ่าตะชาตุเดียวก็บอกได้สักกะลงผิดไปได้คุณขอรู้เลยยาได้บ่เนาะ မိကလေးပြပြယောက်ျားလေးပြပြခေါ်လို့ရပါတယ်တင်မင်းခင်ဗျာပေါ့နော်ဘလို့နေရာမှာသုံးမလဲဆိုတော့คุณมาจากไหนครับ คุณมาจากไหนครับ คุณเต็มเมฆเหมียมาจากไหนเบยอันนี้ပြီးတော့ลาลาเล่ပေါ့เนาะเมฆเล่ဆိုရင်လဲคุณมาจากไหนคะလို့မေးလို့ရပါတယ်ဒါကြတော့ဒုတိယတလုံးပါคุณနံပါတ်3တလုံးကကြတော့ခေါခေါခေါကလည်းအာ तू သူမလို့ပြောတဲ့နာဇာစကလုံးဖြစ်ပါတယ်ခေါင်နะครับဘယ်နေရာမှာသုံးမလဲဆိုတော့ခေါင်กําลังทํางานอยู่ခေါင်กําลังทํางานอยู่သူလုံးလုံးနေတုံးပဲလုံးလုံးနေဆဲပဲလို့ပြောတာเนาะခေါင်กําลังဆိုတာဆဲပဲပေါ့เนาะทํางานอยู่လုံးလုံးနေတယ်ခေါင်းကံလန်ထမ်ငန်ယူဆိုရင်သူလွတ်လွတ်နေတုံးပဲเนาะဒါကြတော့နံပါတ်3တလုံးပါနံပါတ်4တလုံးက alive อะไลอะไลရဲ့အဓိပ္ပာယ်ကဘာလဲပေါ့เนาะမိကုန်မိတဲ့စကလုံးဖြစ်ပါတယ်အာအဓိပ္ပာယ်အဲဘယ်လိုသုံးမလဲဆိုတော့อะไลนะครับอะไลนะคะအဲ့လိုနေရာမှာသုံးလို့ရပါတယ်ဘာလဲရှင်ဘာလဲခမ ्या ပေါ့เนาะอะไลนะครับอะไลนะคะအဲ့လိုနေရာမှာเนาะနောက်ထပ်တစ်ခုနံပါတ်5ที่ไหนที่ไหนဒါလည်းမိကုန်မိတာပါနေရာကိုမိတဲ့စကလုံးဖြစ်ပါတယ်ที่ไหนဘယ်နေရာလဲပေါ့เนาะ ဥပမာห้องน้ําอยู่ที่ไหน ห้องน้ําอยู่ที่ไหน ห้องน้ําก็ไอ้ดาอยู่ที่ไหนเป็นเนี่ยมาแล้วปะเนาะห้องน้ําอยู่ที่ไหนไอ้ดาเป็นมาชื่อเลยลูกมีรู้ยาบาได้นัมเบอร์6ตะลงก็เมื่อไหร่เมื่อไหร่เมื่อใดเยดิเบกาเบดอเลเบเฉิงเลปอเนาะだแลเมโกเมเดสักลงบาเฉิงโกเมดาဖြစ်ပါတယ်เมื่อใดเบดอเลปอเนาะဥပမာ road จะออกเมื่อใด road จะออกเมื่อไรนะครับรถกากาพิปาเรจะออกถวมแม่ถวมลเมื่อไรบดอเลยรถจะออกเมื่อไรสวยกาบรถถวมาเลลูมีดาพิปาเรนอกจากนั้นัล้วคนนี้บ่าอย่างไรอย่างไรถ้าเรามีก็มีได้สักลมพิบาเรอย่างไรบลูเลลูที่ไปยาเรปอนอุปมา งานนี้ทำอย่างไร งานนี้ ထမြံရိုင်းဒီလုတ်ကိုဘယ်လိုလုပ်ရမလဲလို့မေးတဲ့ခါမှာသုံးတာဖြစ်ပါတယ်။ငါနီးဒီအလုတ်ထမ်ပြုလုပ်တယ်။យ៉ាងရိုင်းဘယ်လိုလဲ။ငါနီးထမြံရိုင်းဒီလုတ်ကိုဘယ်လိုလုပ်ရမလဲပေါ့နော်။နံပါတ်၈တလုံးကထောက်ရိုင်းထောက်ရိုင်းထောက်ရိုင်းကလည်းမိကုန်မေးတဲ့စကားလုံးဖြစ်ပါတယ်။ထောက်ရိုင်းဘယ်လောက်လဲအရေးတွဲကိုမေးတာပေါ့နော်။ထောက်ရိုင်းဘယ်ဘယ်ချီနီမှာသုံးလဲဆိုတော့ဆွေတော်နီးราคาထောက်ရိုင်းဆွေတော်နီး ราคาเท่าไหร่တင်းကြီးတစ်ထည်ဈေးဘယ်လောက်လဲလို့မေးတဲ့အခါမှာသုံးတာဖြစ်ပါတယ်နံပါတ်9တလုံးက shop 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 ရဲ့အဓိပ္ပာယ်ကကြိုက်တယ်ပေါ့နော် shop ဘယ်နေရာမှာသုံးမလဲ shop ดูหนังไหม shop ดูหนังไหม ชอบก็ใจเดดูจีเดหนังยกชินปอเนาะหมายဆိုရင်မေဝမေတာလာလို့ပေါ့เนาะชอบดูหนังไหมยกชินကြည်ရတာใจလာလို့อ่าမေတဲ့ခါမှာသုံးပါတယ်ชอบใจเดပေါ့เนาะနောက်ထပ်သလုံးနံပါတ်30နောက်ဆိုသလုံးမှာ my shop my shop မနေ့တုန်းကဒေဝတ်မှာပါပြီးပါပြီ my ပါလို့ရှိရင်ညင်းတဲ့စကားလုံးဖြစ်ပါတယ်မပေါ့เนาะခုနကတော့ shop ကကြိုက်တယ် my shop ဆိုရင်မကြိုက်ဘူးပေါ့နော် my shop မကြိုက်ဘူးအာဥပမာ my shop กินเผ็ด my shop กินเผ็ดအဆဆာရမကြိုက်ဘူး my shop กินကစားတယ်เผ็ดကဆက်တယ်ပေါ့နော် my shop กินเผ็ดဆိုရင်အဆဆာရမကြိုက်ဘူးပေါ့နော်โอเคပါဒါကကြတော့ day 2အတွက် ထိုင်စကား၁၀လုံးဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုတေချာရရတီကြည့်ပြီးတော့မှကျွန်တော်ပို့ပေးမယ်မိကွန်းလေးတွေကိုဖောင်လေးထဲမှာဝင်ပြီးတော့ပြည့်စုံပေးရပါမယ်ဗီဒီယိုလေးကြည့်ပြီးသွားလို့ရှိရင် comment အောက်မှာကြည့်ပြီးသွားတဲ့အကြောင်းကိုတစ်ချက်လောက်ရေးပေးခဲ့ပါခင်ဗျာโอเคပါနောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့送တွေ့ကြပါမယ်